ပြီးခဲ့တဲ့အပိုင်းမှာပြောက်သွားတဲ့ဘပ်ကစတိပြည့်ရေကူးကန်နဲ့ပုံစံတူပေမဲ့ရေမရှိဘဲမှောင်မိုက်နေတဲ့တခြားတစ်ဖက်ကဘာကနေရာတစ်ခုမှသတိပြန်လည်လာခဲ့ပါရယ်အဲ့ဒီနေရာရဲ့မျက်နှာပြင်တိုင်းမှာအမဲရောက်နှွေပင်နေလဲလဲဖုံးလွှမ်းနေပါရယ်သူ့ကိုအဲ့ဒီနေရာကိုခေါ်ဆောင်သွားတဲ့တပ်တော်ကလိုက်လာတဲ့အခါဘပ်ကရေကန်ပြင်ဘက်ကိုတွေ့တက်ဖို့ကြိုးစားရင်းနန်စီရဲ့နာမည်ကိုအော်ခေါ်ခဲ့ပေမဲ့မကြားဖြစ်နေပါရယ်အဲ့ဒါကြောင့်မကြားခင်မှာပဲရေကူးကန်နေကိုပြန်ဆွဲချခြင်းခံလိုက်ရပြီးအတန်ဒီလဲတိတ်ဆိတ်သွားခဲ့ပါရယ်စတိပြည့်ပြောင်နေတော့မှပဲနန်စီကသူ့ကိုထားပြီးအိမ်ပြန်လာခဲ့ပါရယ်အိမ်ရောက်တော့စိုးရိမ်ပူပန်နေတဲ့သူ့အမေကယ်ရန်ဝီလာကသူ့ကိုစောင့်ကြည့်ပြီးမိကုန်းနေထုံနေပါရယ်ကယ်ရန်ကစတိ ပြည့်ချွေးစုအင်ကြီးကိုနန်စီဝတ်ထားတာတတိထားမိပေမဲ့နန်စီကဟန်ဆောင်ပြီးဆောင်ဒိမ့်မှုစူးစမ်းနေပါတယ်။တစ်ဖက်မှာ Joyce ကဝီလီရဲ့အခန်းထဲမှာတယောက်တည်းစကားပြောနေတာကို Jonathan ကတွေ့လိုက်ရပါတယ်။တကယ်တော့ Joyce ကမီလုံးလေးကိုစကားပြောနေမှန် Jonathan ကသဘောပေါက်သွားခဲ့ပါတယ်။ Joyce ကဝီလိုခေါ်လိုက်တဲ့အခါမီလုံးတစ်လုံးကတကယ်မှိတ်ပြခဲ့ပြီးမဲ့ Jonathan ကဒါတွေအလုံးကမတီးငိမ့်တဲ့လျက်စစ်တာအားကြောင့်ဖြစ်လို့သူ့အမိကိုအေးအေးဝအောင်အေးဖို့ပဲပြောလိုက်ပါတယ်။ Mike Dustin နဲ့ Lucas တို့ကဝီလ်ကိုဒမွန်ကွန်ကန်လက်ကနေကတင်ဖို့ Operation Milk လို့ခေါ်တဲ့အစီအစဉ်တစ်ခုကိုဆွေးနွေးနေကြပါတယ်။ Lucas ကသူ့အဖေရဲ့ BNN စစ်သုံးပစ္စည်းတွေနဲ့လောက်လေးကွာကိုယူလာပြီး ဒက်စင်ကတော့စားစရာတွေယူလာခဲ့ပါတယ်ဒက်စင်နဲ့လူကတ်စ်တို့ကသူတို့အနားမှာရှိနေတဲ့11ရင်းစွမ်းရည်တွေကတကယ်ရောအသုံးဝင်ရလားဆိုတာနဲ့ပတ်သက်ပြီးငင်းခုန်နေကြပါတယ် ကြောင်မသွားခင်မှာမိုက်ကနာယီမကြည့်တတ်တဲ့11ကိုသူ့ရဲ့နာယီပေးပြီးညနေ3:15မှာအနီးနားကဒါအလိုင်းနေစီလာခဲ့ဖို့ကိုပြောခဲ့ပါတယ်။အိမ်မှာတယောက်တည်းရှိနေတဲ့11က TV line နဲ့တလိုင်းပြီးတလိုင်းပြောင်းကြည့်နေတော့ကိုကာကိုလာကြောင်ညာတခုကိုတွေ့လိုက်ရပြီးသူ့အတိတ်ကအကြောင်းအရာတခုကိုပြန်သတိရသွားပါတယ်။အဲ့ဒီအကြောင်းအရာမှာမာတင်ဘရန်နာကသူ့ကိုဘူးကွန်တခုကိုစိတ်ဆွမ်းရည်နဲ့ချီးမွားခဲ့ခိုင်းပြီးသူ့လုံနိုင်ခဲ့တဲ့အတွက်ဘရန်နာကသဘောကျနေခဲ့တာဖြစ်ပါတယ်။ Joyce ကဒေါ်နယ်စီကခရစ်မတ်မီဂျိုးတွေအများကြီးဝယ်ပြီးသူ့အိမ်မှာတက်ဆင်နေပါတယ်။ Will ကအဲ့ဒီမီလုံးတွေကနေတဆင်သူ့နဲ့ဆက်သွယ်လာလိမ့်မယ်လို့မျှော်လင့်နေခဲ့တာဖြစ်ပါတယ်။ Hopper က Hawking တက်ခွေခံကိုစစ်စစ် ွေးခွင့်ရပြီးတောအုပ်ထဲမှာတွေ့ခဲ့တဲ့ရေပားရဲ့တခြားတစ်ဖက်ကိုသွားကြည့်ခဲ့ပါတယ်။ဝေလ်ပြောက်ဆုံးသွားတဲ့ညကလုံခြုံရေးကင်မရာမှတ်တမ်းမှာဘာမှထူးထူးခြားခြားမတွေ့ရပြီးမဲ့အဲ့ဒီညကမိုးရွာနေတာကိုတော့ဟော့ပါကကောင်းကောင်းကြီးမှတ်မိနေခဲ့ပါတယ်။ဒါပေမဲ့မှတ်တမ်းထဲမှာတော့မိုးရွာနေတဲ့ပုံမပါတာကြောင့်သူ့ကိုလိန်ညာနေမှန်းနားလဲလိုက်ပါတယ်။အဲ့ဒီအချိန်ဓာခွဲကန်းရဲ့အောက်ထပ်ဒီမှာတော့ဘရန်နာကသူ့လူတွေအကြောင်းကြီးတစ်ခုရှိမှစက်သီးဆွဲစနစ်တစ်ခုတက်ဆင်နေတာကိုစောင့်ကြည့်နေခဲ့ပါတယ်။နန်စီကဘပ်ကြောင်းမလာတာကြောင့်စတီဗ်ကိုမင်းညကဘပ်ထွက်သွားတာမြင်မိလားလို့မေးနေပေမဲ့စတီဗ်ကမမြင်မိကြောင်းပြောပါတယ်။နန်စီကဘပ်မေစီဖုံးဆက်မေးရခါဘပ်ကအိမ်ပြတ်မရောက်သေးတာကိုလည်းသိလိုက်ရ ပါတယ်။ကျောင်းမှာမိုက်တို့တွေ၄ဝအတွက်ကြောက်ခဲရီစုနေကြတဲ့မိုက်က11ပေါ်သဘောကျနေတဲ့အကြောင်းလူကတ်စ်ကစာနောက်နေခဲ့ပါတယ်။အဲ့ဒီအချိန် try နဲ့ Jane တို့ဝင်နောက်ဆက်ပြီး Will ရဲ့အကြောင်းကိုလည်းလောင်လောင်ပြောင်ပြောင်ပြောဆိုနေကြပြီးမိုက်ကိုလည်းခြေထိုးလိုက်တာကြောင့်မီဇီကကြောက်ခဲနဲ့စောင့်မိပြီးတွေးထွက်သွားပါတယ်။ Jonathan ကသူရိုက်ထားတဲ့ဓာတ်ပုံတွေကိုစီးနေတော့ Nancy ရဲ့ပုံတွေအကြောင်းကိုဓာတ်ပုံငယ်တွေကတယောက်က Steve ကိုသွားပြောလိုက်တာကြောင့် Steve ကဓာတ်ပုံတွေကိုဖျက်ပြီးကင်မရာကိုလည်းရိုက်ခွဲလိုက်ပါတယ်။ Nancy ကမြေကြီးပေါ်ကျနေတဲ့ဘာပြက်ဓာတ်ပုံတပုံကိုတတိထားမိပြီးပြဲနေတဲ့အပိုင်းစားတွေအားလုံးကိုကောက်ယူပြီးထွက်သွားခဲ့ပါတယ်။ Hopper နဲ့ Kelvin တို့ကစာကြည့်တိုင်းရဲ့မှတ်တမ်းဟောင်းတွေထဲမှာ Hawking တ်အကြောင်းကိုရှာဖွေရင်ထယ်ရီဆိုတဲ့အမျိုးသမီးကဓာခွဲကမ်းမှာလူတွေကိုစမ်းတတ်တဲ့အကြောင်းခိုင်မာပြောဆိုထားတာကိုတွေ့ခဲ့ကြပါတယ်။အဲဒါကြောင့်ဟော့ပါကဝီလ်ဟာဓာခွဲကမ်းနဲ့ပတ်သက်ပြီးမမြင်သင့်တာတစ်ခုကိုမြင်သွားခဲ့ရအကြောင်းလို့ယူဆလိုက်ပါတယ်။အဲ့ဒီအချိန်ဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာတာကြောင့်သူတို့နှစ်ယောက်စလုံးအလင်းအမြန်ကားမောင်းပြီးထွက်သွားခဲ့ကြပါတယ်။တစ်ဖက်က11ကဓာတ်တိုင်နာမှာစောင့်နေတော့ကြောင်းတကောင်ကိုမြင်ပြီးအတိတ်ကကြောင်းတကောင်ကိုတတ်ဖို့ခန်းခံခဲ့ရတာကိုပြန်သတိရသွားပါတယ်။တာဝင်ကို11ကညင်ခဲ့လို့ Brander ကသူ့ကိုအချုပ်ခန်းထဲကိုပြန်လောင်ခိုင်းဦးအဆောင်နှစ်ယောက်ကိုခေါ်သွားခိုင်းပါတယ်။အဲ့ဒီအဆောင်နှစ်ယောက်စလုံးကို11ကတတ်လိုက်ပြီးလဲကျသွားတဲ့အချိန် Brander ကချီကျူးပြီး ီးခေါ်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီအချိန် Mike တို့ရောက်လာပြီး11ကိုစပိန်နဲ့ခေါ်ဆောင်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ Nancy က Bob ကို Steve ရဲ့အိမ်မှာရှာဖွေနေတော့အရေးတရံတကူကသူ့ကိုချောင်းမြောင်းနေရကြအောင်အလန်တကြားထွက်ပြေးလာခဲ့ရပါတယ်။ Nancy ကသူ့အမေကို Bob and Dee ရဲ့ကြာနီမှာဆိုရင်ကြောင့်ပြောပြနေပါတယ်။တစ်ဖက်က Will ကသူ့အသက်ရှင်နေသေးပေမဲ့မလုံခြုံဘူးဆိုတာကိုမီးရောက်နေကနေတစင်သူ့အမေကိုအတီးပြုတ်နေခဲ့ပါတယ်။ Yes or No မေးခွန်းတွေကလွဲလို့ Will နဲ့ဆက်သွယ်လို့မရမှန်းသိသွားတဲ့အခါ Joyce ကနယံပေါ်မှာအခေရရည်ရေးဆွဲပြီး Will စကလုံးနဲ့ပေါင်းနိုင်အောင်လို့မီးတွေတက်ဆင်လိုက်ပါတယ်။တစ်ဖက်မှာတော့ Eleven က Joyce တို့အိမ်စီကိုခေါ်ဆောင်သွားပြီး ီး Will က Joyce တို့ရဲ့အိမ်ထဲမှာပဲပုံနေရတာဖြစ်တယ်လို့ပြောပြနေပါတယ်။ Lucas နဲ့ Mike တို့ကရံဖြတ်နေကြချင်း Dustin ကရဲကားတွေဖြတ်မောင်းသွားတာကိုသတိပြုမိလိုက်ပါတယ်။ Mike နဲ့ Eleven တို့ရဲကားတွေနောက်ကိုလိုက်ပြီး Will ရဲ့အလောင်းကိုရေထဲကဆွဲထုတ်နေတာကိုထိတ်လန့်တကြားကြည့်နေခဲ့ရပါတယ်။ Mike က Will အသက်ရှင်နေသေးတယ်လို့ပြောခဲ့တဲ့ Eleven ကိုအောင်းအောင်ပြီးမျက်ရည်တွေနဲ့အိမ်ပြန်ရောက်လာခဲ့ပါတယ်။ Will ကမီးရောင်တွေက Dustin Joyce ကိုထွက်ပြေးဖို့ပြောလိုက်တဲ့အချိန်နိုင်ရန်ကနောက်တစ်ချိန်ပုံပြတ်သွားပြီးမျက်နှာမရှိမီးခွေးရောင်အသားရည်နဲ့ကြီးမားတဲ့တမောကောကန်တကောင်ကအထက်ကနေပေါက်ထွက်လာခဲ့ပြန်ပါတယ်။အိမ်ထဲကနေထွက်ပြေးလာတဲ့ Joyce နဲ့အိမ်ကျန်လာတဲ့ Jonathan ကသူတို့စီဦးတည်လာ နေတဲ့အိုးအော်သန်ကြီးရဲ့အထိပ်ပယ်ကိုနားလည်လိုက်ပြီးဂျွန်နသန်ကလည်းအမေဖြစ်သူကိုပွေ့ဖက်ထားလိုက်ပါတယ်